မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရနေတဲ့အတွေ့အကြုံကင်းဝေးပြီးကိုစိတ်နှစ်ပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မဆင်းစင်ပါ။ဒီနေ့မေလ22ရက်ဗုဒ္ဓဘူးနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ယာယီစကန်းရွှေ့ပြောင်းမှုအားသတင်းကြွတင် ပေးပို့တဲ့ကြားတွေကပဲအာတန်ရိုင်ဖယ်ကအကြောင်းပြချက်မခိုင်လုံစွာနဲ့ တမူးခရိုင်ပါကာဖ၁၀ဦးကိုဖမ်းဆီးနှိပ်စက်တပ်ဖြတ်ခဲ့တာလို့အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်လိုက်တဲ့တဲ့ဝါလတ်မြို့နယ်မှာလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကစစ်ဘက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းတင်နန်းပို့ချတဲ့တဲ့ KIA ပူးပေါင်းတပ်တွေကပြစ်ချလိုက်လို့ပြတ်ကျသွားတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ရဟတ်ရင်တစည်းကိုတည်ဆုံနေတဲ့လေယာဉ်မှူးအလောင်းနဲ့အတူရှာဖွေတွေ့ရှိရတဲ့တဲ့မန္တလေးတိုင်းမှာရခုနှစ်အတွင်းအကြမ်းဖက်ဆဲအုပ်စုကြောင့် သေဆုံးရသူ အသက်16နှစ်ယောက်ကလေးငယ်6ဦးအပါအဝင်54ဦးထိရှိတဲ့တွင်ရက်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကိုကိုကျိုးစည်းဝါရှာရနဲ့တိုင်တန်းခံရတာတွေဖြစ်ပေါ်လာပါကထိရောက်စွာအရေးယူအပြစ်ပေးမယ်လို့6မြို့နယ်ပါကဖအတိပေးထုတ်ပြန်လိုက်တဲ့တွင်အစရှိရဲ့မြန်မာနိုင်ငံတွင်းကတွင်တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ယာယီစကန်းရွှေပြောင်းမှုအားတရင်ကျွတ်တင်ပေးပို့ထားတဲ့ဂျားတွေကပဲ အာတန်ရိုင်ဖယ်ကအကြောင်းပြချက်မခိုင်လုံစွာနဲ့တမိုးခရိုင်ပါကဖ10ဦးကိုဖမ်းဆီးနှိပ်စက်တပ်ဖြတ်ခဲ့တာလို့အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်လိုက်တဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ယာယီစကန်းရွှေ့ပြောင်းမှုအားသတင်းကြွတင်ပေးပို့ထားတဲ့ကြားတွေကပဲအာတန်ရိုင်ဖယ်တရင်တချန်တေခိုင်မနီပူပီနေရဲ့အကြောင်းပြချက်မခိုင်လုံစွာနဲ့တမူခိုင်ပါကဖာ၁၀ဦးကိုဖမ်းဆီးနှိပ်စက်တပ်ဖြတ်ခဲ့တာလို့အမျိုးသားညီညွတ်ရေးအစိုးရကမေလ၂၀ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ် မြေပြင်အခြေအနေစစ်ဆေးမှုများအစိုးရခန်းစာတွဲရှိချက်များဆွေးနွေးတွဲရှိချက်များအရဖြစ်စဉ်အမှန်ကအိန္ဒိယနိုင်ငံမီဒီယာများမှထုတ်ပြန်ချက်များနဲ့ကွဲလွဲနေပြီးတမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖရဲဘော်စေဦးမှအိန္ဒိယနိုင်ငံဗန်ချမ်းမှာထိတ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားကကြာဆုံးခြင်းမဟုတ်ပဲယာယီစခန်းရွှေ့ပြားမှုအားတရင်ကျွတ်တင်ပေးပို့ထားတဲ့ကြားတွေကပင်အာတန်ရိုင်းဖယ်တရင်တဲ့ချန်တီခရိုင်မနီပူပြည်နယ်ရဲ့ အကြောင်းပြချက်မခိုင်လုံစွာဖြင့်ဖန်စီခေါ်ဆောင်နှိမ့်ဆက်တက်ဖြတ်ခြင်းခံခဲ့ရတာကိုသုံးသက်တွေ့ရှိရတယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်ကြာဆုံးဘာကဖ10ဦးရဲ့အလောင်းများပြန်လည်တောင်းခုတောင်းခံရမှာလဲဘာကဖရဲဘော်များမှအိန္ဒိယနယ်နိမိတ်အတွင်းဝင်ရောက်ကစတင်တိုက်ခိုက်သောကြောင့်နှိမ့်နှင်းချင်းခံရကြောင်းနောက်နောက်နိုင်ငံ့နယ်နိမိတ်ခြံစည်းရိုးခတ်မှုအားမကန့်ကွက်ရန်သဘောတူပါကြောင်းအစရှိတဲ့အချက်တွေကိုမြန်မာဘက်မှ လာရောက်တဲ့တာဝန်ခံတွေကိုခေါ်ယူထားကဖိအားပေးလက်မှတ်ထိုးစေပြီးမှလွှဲပြောင်းပေးခဲ့တာလို့လည်းဖော်ပြထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကတော့စစ်စစ်တွေးရှိရတဲ့အချက်တွေကိုအခြေခံပြီးအိန္ဒိယအစိုးရကိုအချက်၅ချက် တောင်းဆိုလိုက်ပါတယ်။အဲ့ဒါတွေကတော့အမှုမှန်ပေါ်ပေါက်ရေးဆောင်ရွက်ပေးရန်အိန္ဒိယကိုစန့်ကျင်တိုက်ခိုက်နေသူများမဟုတ်ဟုသိရှိပါလျက်ရက်ဆက်စွာတပ်ဖြတ်ခြင်းပေါ်တာဝန်ယူမှုရှိစွာဖြင့်စုံစမ်းစစ်ဆေးအပြစ်ပေးအရေးယူဖြေရှင်းပေးပါရန် နှစ်နာမှုများအတွက်တာဝန်ယူဆောင်ရွက်ပေးပြီးနှစ်နာသူမိသားစုများအားနှစ်နာချေပေးဆောင်ရန်နောင်တွင်အလားတူကိစ္စများမဖြစ်စေရေးအတွက်စီမံဆောင်ရွက်ပေးရန်နှင့်နိုင်ငံနယ်ခြားစီညှိနှိုင်းမှု မပြည့်ပြတ်သေးတဲ့ကာလမှာတစ်ဖက်သက်ခြံစည်းရိုးခတ်ခြင်းအားယာယီရဆိုင်ထားခြင်းဖြင့်ယခုလိုဖြစ်စဉ်များအားရှောင်လွှဲရန်အစရှိအချက်တွေကိုတောင်းဆိုထားပါတယ်။ဒါ့အပြင်ယခုဖြစ်ပွားမှုဟာအိန္ဒိယနိုင်ငံအစိုးရရဲ့ မူဝါဒသဘောထားယက်တီချက်တစုံတရာကိုကိုစားပြုခြင်းမဟုတ်ဘူးလို့ယုံကြည်ထားသလိုရခင်ပေးဖို့ထုတ်ပြန်ထားတဲ့မူဝါဒအတိုင်းအိန္ဒိယနှစ်နိုင်ငံအကြားဆက်ဆံရေးကိုအရှိရှိရှုပြီးနယ်စပ်ဒေသကိစ္စရပ်တွေကို အတက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ဝလမ်မြို့နယ်မှာလူခွေဆိုင်ရာဝန်ကြီးဌာနကစစ်ဘက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းတင်နန်းပို့ချတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားပါမယ်။ စကိုင်းတိုင်းဝလက်မြို့နယ်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေနဲ့ရွရွာလူလူအားလူခွင့်ရေးတာဝန်ခံဦးဆောင်ပြီးစစ်ဘက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းတင်နန်းကိုပို့ချပေးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကမနေ့ကထုတ်ပြန်လိုက်ပါတယ်ပေါ်ချတဲ့သင်ခန်းစာများကိုလက်တွေ့လိုက်နာကျင့်သုံးသင့်တဲ့အသိပညာကိုရရှိခဲ့ကြောင်းအရင်ကတော့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးကြားခဲ့ဘူးပေမဲ့လက်နက်ကင်ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့လူလူအပေါ်အမြင်ဖမ်းဆီးရမိတဲ့တုံ့ပန်းတွေပေါ်ဆောင်ရွက်ရှောင်ရွက်တွေကိုပို့ပြီးသိရှိရတယ်လို့သင်တန်းသားတအုပ်ကပြောပါရတယ်။ ဝက်လက်မြွနဲ့အတွင်းစစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းကိုနှစ်ကြိမ်ပြုလုပ်ခဲ့ပြီးရရွာရှိဒေသကာကွယ်ရေးအဖွဲ့ဝင်များဒေသခံပြည်သူအယောက်90တက်ရောက်ခဲ့ရတယ်လို့သိရပါဗျ။သင်တန်းမှာလူခွင့်ရေးကျင်ညာစာတမ်းမှာအချက်အလက်များစစ်ဘက်ဆိုင်ရာကျင့်ဝတ်များပြည်သူလူထုအပေါ်ကျင့်ဝတ်နဲ့ကာကွယ်စောင့်ရှောက်ရမယ့်အကြောင်းအရာများကိုပို့ချပေးခဲ့တယ်လို့ဆိုပါဗျ။ အဲ့လိုတင်တန်းပို့ချရမှာမြန်မာညညရေးအစိုးရကပြဋ္ဌာန်းထားတဲ့စစ်ဘက်ဆိုင်ရာကျင့်ဝတ် COC ပါအချက်များပြည်ပဆိုင်ရာလူသားချင်းစာနာမှုဆိုင်ရာဥပဒေတို့ကိုကိုးကားခဲ့လို့ပြောပါတယ်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ KIA ပူးပေါင်းတပ်တွေကပြစ်ချလိုက်လို့ပြတ်ကျသွားတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ရဟတ်ယင်တစီကိုတည်ဆုံနေတဲ့လေမှုအလောင်းနဲ့တူရှာဖွေတွေ့ရှိရတဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။ ကျန်ရီဘူအောင်တပ်တွေကပြစ်ချလိုက်လို့ပြက်ကျသွားတဲ့အကြံဖတ်စစ်တပ်ရဲ့စစ်ရဲရင်တစည်းနဲ့အတူတည်ဆုံနေတဲ့လေရင်မှုရဲ့အလောင်းကိုရှာဖွေတွေ့ရှိခဲ့တယ်လို့အစိုးရသတင်းရင်းမြစ်တွေက PPTV ကိုပြောပါတယ်။ကချင်ပြည်နယ်ဗမော်မြို့ကိုစစ်ကိုလာပို့တဲ့အကြံဖတ်စစ်တပ်ရဲ့စစ်ပွဲသုံးရဲရင်သုံးစီးကို KIA PDF ဘူပေါင်းတပ်တွေကဒီကနေ့မှပြစ်ချခဲ့ရာနှစ်စီးထိမှန်ပြီးတစည်းကအကြံဖတ်စစ်သားတွေနဲ့အတူပောက်ကွဲပြက်ကျသွားခဲ့တာပါ။ညကြီးနာနန်းပောင်လေတပ်ကနေဗမော်စစ်မျက်နှာဘက် ရရင်၃စီးဖြင့်စစ်ကိုလာပို့တယ်။နှစ်စီးထိမှန်တဲ့ဒစီးကစစ်သားတွေပါပါပြီးပောက်ကွဲပြက်ကြပြီးဒစီးကရွှေကူပတ်ရေးပေါ်ဆင်းသက်လိုက်ရတယ်။ဒစီးကနန်းပောင်ကို ပြန်လှည့်သွားတယ်လို့စီးရီးသတင်းရင်းမြစ်ကပြောပါတယ်။အခုတွေ့ရှိရတဲ့ပြက်ကြစစ်ရဲရင်ကရွှေကူမြို့ KIA တရင်ကနေမြေတွေကို ပြက်ကျသွားတာဖြစ်ပြီးအဲ့ဒီပြက်ကျစေရဟရင်ကို KIA တပ်ဖွဲ့တွေကရှာဖွေခဲ့တာပါ။ ရင်ပေါ်မှာအကြံဖက်စစ်တပ်ရဲ့ဗျူဟာမူးနဲ့အဖွဲ့ပါဝင်ပြီးတော့အားလုံးသေဆုံးခဲ့တယ်လို့လည်းသိရပါဗျ။အကြံဖက်စစ်တပ်ရဲ့ပမော်မြို့စကခ27အတွင်းကိုစစ်ကိုလာပို့တဲ့စစ်ရဲရင်3စီးကိုဒီနေ့မွန်လွဲတနားရီကျော်မှာ KIA PDF ပူးပေါင်းတပ်တွေပြစ်ချလိုက်တာလည်းဖြစ်ပါတယ်။အကြံဖက်စစ်တပ်ရဲ့စစ်ကိုလာပို့တဲ့စစ်ရဲရင်2စီးကိုပြစ်ခတ်နိုင်ခဲ့တယ်လို့လည်း KIA ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနော်ဘူးကသတင်းဌာနတွေကိုအတည်ပြုပြောကြားထားပါတယ်။ ဗမာမျိုးရဲ့ဧရိယာအများစုကို KIA ဦးဆောင်တဲ့ပူပေါင်းတပ်တွေကထိန်းချုပ်ထားတာဖြစ်ပြီးအကြမ်းဖက်စစ်တပ်နဲ့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေရပါပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ4ရက်ကစတင်ပြီးတော့ဗမာမျိုးသိန်းတိုက်ပွဲကိုစတင်နေရဖြစ်ပြီးတိုက်ပွဲစတင်ပြီး9လကျော်ကြာမြင့်ချိန်မှာ KIA ဦးဆောင်တဲ့ပူပေါင်းတပ်တွေကနေမြင့်အများပြားကို ထိန်းချုပ်ထားနိုင်တာလည်းဖြစ်ပါတယ်ရှင် ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့မန္တလေးတိုင်းမှာယခုနှစ်အတွင်းအကြံဖက်ဆဲအုပ်စုကြောင့်တည်ဆုံရသူအသက်18နှစ်ယောက်ကလေးငယ်6ဦးအပါအဝင်54ဦးထိရှိတဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင်။မန္တလေးတိုင်းမှာယခုနှစ်အတွင်းအကြံဖက်ဆဲအုပ်စုကြောင့်တည်ဆုံရသူအရေအတွက်ကအသက်18နှစ်ယောက်ကလေးငယ်6ဦးအပါအဝင်54ဦးထိရှိရလို့နိုင်ငံရေးကျင်းသားများကွန်ရီဆောင်ရှောက်ရေးအသင်း AAPP စီးရင်တွေကသိရပါဗျ။ ိုင်ငံရေးကျင်းသားများကွန်ရီဆောင်ရှောက်ရေးအသင်း AAPB ရဲ့ကောက်ယူထားတဲ့အချက်အလက်တွေအရ2025ခုနှစ်ဇန်နဝါရီလတရက်ကနေမေလ20ရက်အထိမန္တလေးတိုင်းမှာအကြံဖက်ဆေးအုပ်စုကြောင့်တည်ဆုံရသူတွေကအမျိုးသမီး28ဦးနဲ့အမျိုးသား26ဦးစုစုပေါင်း54ဦးရှိရာကို တွေ့ရပါတယ်။အကြံဖက်ဆေးအုပ်စုကြောင့်တည်ဆုံခဲ့ရသူ54ဦးကိုအမည်နဲ့တကွအတိပြုနိုင်ခဲ့ပြီးတော့အဲ့ဒီအထက်မှာအသက်16နှစ်ယောက်ကလေးငယ်6ဦးပါဝင်တယ်လို့သိရပါတယ်။ အဲ့ဒီတေဆုံးသူရေအတွက်ထဲမှာ36ဦးကအကြံဖတ်ဆွေးအုပ်စုရဲ့လေချောင်းကနေပြစ်ခတ်တိုက်ခိုက်မှုကြောင့်တေဆုံးရတာဖြစ်တယ်လို့လည်း AAPP စီးနှင်းမှာဖော်ပြထားပါတယ်။အကြံဖတ်ဆွေးအုပ်စုကမတရားအာဏာလုယူဖြစ်စဉ်စတင်ခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီ1ရက်ကနေ2025ခုနှစ်မေလ20ရက်အထိအကြံဖတ်ဆွေးအုပ်စုနဲ့လက်ပါစေတွေကြောင့်တေဆုံးရသူပြည်သူအရေအတွက်က6900ဦးထိရှိခဲ့ပြီးဖြစ်တယ်လို့လည်း AAPP စီးနှင်းမှာဖော်ပြထားပါတယ်ရှင်။ ခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့ရက်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကို ကိုချိုးစည်းဝါရှာရနဲ့တိုင်တန်းခံရတာတွေဖြစ်ပေါ်လာတာကထိရောက်စွာအေးအေးယူပြစ်ပေးမယ်လို့ချောင်းမြို့နယ်ပါကဖသတိပေးထုတ်ပြန်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ချောင်းမြို့နယ်အတွင်းကရက်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ကိုချိုးစည်းဝါရှာရနဲ့တိုင်တန်းခံရတာတွေဖြစ်ပေါ်လာတာကထိရောက်စွာအေးအေးယူပြစ်ပေးမယ်လို့ချောင်းမြို့နယ်ပါကဖကသတိပေးပြောကြားလိုက်ပါတယ်။ ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖကချောင်းမြို့နယ်အတွင်းရွက်ွက်ကြေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဖွဲ့စည်းနိုင်ရေးအတွက်တတ်မှတ်ချက်တွေကိုဒီနေ့ရက်စွမ်းနဲ့ပြဋ္ဌာန်းလိုက်ရာအခုလိုထည့်သွင်းဖော်ပြလိုက်တာပါရွက်ွက်ကြေးရွာပြည်သူ့အုပ်ချုပ်ရေးဖွဲ့စည်းနိုင်ရေးအတွက်ပြဋ္ဌာန်းလိုက်တဲ့တတ်မှတ်ချက်တွေကရက်ကြေးအုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းရေးအတွက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှအ ਨੇ ဆုံးအဖွဲ့ဝင်၅ဦးဆွေးနွေးညှိနှိုင်းဆုံးဖြတ်ပြီးတာဝန်ခံမှအတည်ပြုဖွဲ့စည်းပေးသွားမယ်။ အရေးဖွဲ့စည်းထားပြီးတဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်များဒေသနေလူထုရဲ့ကိုကြိုးစည်းပါလုံခြုံရေးကာကွယ်ရေးအုပ်ချုပ်ရေးဆောင်ရွက်နိုင်မှုစွမ်းရည်ကိုပြန်လည်သုံးသပ်မယ်လို့ပြောပါတယ်။ဖွဲ့စည်းထားတဲ့ရဲကြီးအုပ်ချုပ်ရေးအဖွဲ့တွေကပြည်သူကိုမျက်နာမမူသောမိမိကိုကြိုးစည်းပါကိုဗဟုပြုသောလှုပ်ရများကျူးလွန်ခြင်းတိုင်တန်းခံရခြင်းတို့ဖြစ်ပေါ်လာရင်မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့မှထိရောက်စွာအေးအေးယူအပြစ်ပေးသွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ရက်ကွက်ကြေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များအားလုံးမြို့နယ်ပါကဖာမှာတီးပြုတ်တာဝန်ပေးထားတဲ့အမြင့်စင်းစာရွက်ကိုရရှိထားရန်လိုအပ်ပြီးအငင်းပွားဖွယ်ရာ ဖြစ်ပေါ်လာပါကမြို့နယ်ပါကဖာရဲ့အစည်းအဝေးဆုံးဖြတ်ချက်နဲ့သာ ဖြည့်ရှင်းသွားမယ်လို့အသိပေးထားပါတယ်ရှင်။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာနိုင်ငံတဝန်းကသတင်းတွေပဲဖြစ်ပါတယ်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနဲ့သွဲကနေကင်းဝေးနိုင်ကြပါစေ။ကျေးဇူးတင်ပါတယ်ရှင်။